မင်္ဂလာပါရှင်။မောတာမီဒီယာချန်နယ်ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။နာဆာကတက်တွေဟာလက်ရှိချိန်မှာရမ်းမီနယ်မြောက်ပိုင်းကနှောင်ချုံမြို့ကိုအလုံးစုံပြန်လည်သိမ်းယူနိုင်ဖို့ကြိုးပမ်းလျက်ရှိနေချိန်မှာပဲ။ကာစာထနှင့်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာဇော်လအတွင်းမှာနှောင်ချုံမြို့ခြေတန်းစစ်မြေပြင်ထိလာရောက်ခဲ့တယ်လို့သိရပါတယ်။နှောင်ချုံမြို့ခြေတန်းစစ်မြေနာပြင်ထိလာရောက်ခဲ့တဲ့ကာစာထနှင့်မူနဲ့ပတ်သက်ပြီးနာဆာကအစိုးရကို အားပေးဝန်းရံသူတွေတမ်းမတော်အငိမ့်စားအရာရှိကြီးတွေကဘလိုမျိုးချီတူရှေးသားပြောဆိုနေတယ်လဲဆိုတာကိုဒီဥဒံဖိုင်ထဲမှာဖော်ပြပြီးတော့မှဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါအောင်ရှင် breathe တဲ့ကြီး NASA ကတက်တွေဟာနောင်ကျော်မြုပ်ကိုပြန်လဲတည်ယူနိုင်ဖို့မလ၁၉ရက်နေ့တည်းကတံပြန်တိုက်စစ်စတင်ခဲ့ရာ လက်ရှိချိန်မှာမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့အလားအလာကောင်းတွေရှိနေတယ်လို့ဆိုကြပါတယ်။နာဆာကတက်တွေဟာနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းလာခဲ့ပြီးနောက်ပိုင်းကဇွန်လ29ရက်နေ့တတောင်းလနဲ့ကန်အဖွဲ့ TNL ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်ထိန်းချုပ်ထားတဲ့စက္ကန့်စီစက္ကန့်ငယ်ပေါင်းအနည်းဆုံး150ကြော်သိမ်းယူထားနိုင်တယ်လို့ဆိုကြပါတယ်။နာဆာကတက်တွေကနောင်ချိုမြို့ကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းနေချိန်မှာပဲ အမတ်နှင့်စစ်စင်ရေးအထူးအခွင့်မှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာရှေ့တန်းစစ်မျက်နှာပြင်ကိုရောက်ရှိလာတဲ့ဓာတ်ပုံတွေလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့ရာလူအများစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။အထူးသဖြင့် NASA ကအစိုးရကိုအာပေဝန်ရံသူတွေနဲ့နောင်ကြိုမြို့ကန်တွေကြားမှာအားတက်စရာများစွာဖြစ်စေခဲ့တယ်လို့ဆိုကြပါတယ်။ကာစထနှင့်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာဇွန်လအတွင်းမှာပဲနောင်ကြိုမြို့ကိုတခုလုံးကိုပြန်လည်သိမ်းယူနိုင်အောင်ကြိုးပမ်းနေရဲ့ နာဆာကတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေထံလာရောက်ခဲ့တယ်လို့သိရပါတယ်။ကာဆာထနှင်မှုဟာနောင်ကျော်မြို့ရှိတဲ့စစ်မျက်နှာကိုလာရောက်ချိန်အတွင်းစစ်တီတွေကိုချင်းမြင့်မှုတွေလှုံ့ဆော်ခြင်းဒေသခံတိုင်းရင်းသားတွေအတွက်စားနပ်ရိက္ခာတွေပေးဝေပြီးတော့နှွေးထွေးမှုပေးခြင်းစစ်မျက်ပြင် ရှေ့ဆုံးကစစ်တီတွေစီအထိသွားပြီးအားပေးချင်းမြင့်မှုတွေလှုံ့ဆော်ခြင်းစစ်ကြောင်းစီတွေအသေးသေးကိုမြေပြင်အထိညှို့ချမှုတွေလှုံ့ဆော်ခြင်းတိုက်ပွဲဝင်စစ်လက်နက်ကြီးတွေကိုစစ်ဆေးခြင်း တိုက်ပွဲဝင်စစ်သည်တွေနဲ့တိုက်ပွဲအခြေအနေတွေကိုဆွေးနွေးတိုင်ပင်ညွှန်ကြားခြင်းစစ်နာတွေကိုလှုံ့ဆော်ခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ကာဆာထာနှင်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဟာမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေကြောင့်လက်နက်ကန်ပဋိပက္ခတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရှေ့တန်းစစ်မြေပြင်ထိကိုရိုင်းသွားရောက်အားပေးခဲ့တဲ့ပထမဆုံးသောကာဆာထာမှုဖြစ်တယ်လို့ဆိုကြပါတယ်။ကာဆာထာနှင်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရှေ့တန်းစစ်မြေပြင်ထိသွားရောက်အားပေးခဲ့မှုအပေါ် နာဆာကအစိုးရကိုအာပေဝန်ရည်နေသူကြားမှာလဲချီကျူးရေးသားတာတွေရှိနေခဲ့ပါတယ်။ Telegram လူမှုကွန်ရက်မှာစီရင်တဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရေးသားနေသူတအုပ်ဖြစ်တဲ့နေရီမိုးအမည်ရှိတဲ့အကောင့်တစ်ခုကကားစားထောင်မှုရဲ့ရှေ့တန်းပုံရိပ်မြင်ကွင်းတွေလူမှုကွန်ရက်ပေါ်မှာတက်လာတာတွေ့ပြီးတော့အတော်လေးကျဉ်းနှံမိရဲ့အရင်တည်းကဒီလိုမြင်ကွင်းမျိုးကိုလူလားနေခဲ့မိသူတယောက်ဆိုတော့အခုလိုမြင်ရတဲ့အခါပြုံးမပြတ်တအောင်စဉ်းနေတာပေါ့။ကြောက်သားထက်ကြမှာ တနက်ကင်ထားတဲ့ ဓာတ်ပုံရဲတက်မှမှုတွေကြတဲ့တက်ဘလက်ကင်ပြီးတော့မြေပုံရှင်နေရဲ့ပုံရဲရှေတန်းပြော်တက်ကြကြီးကိုကာစာထောင်မှုတယောက်ကပကုံးဖက်ထားတဲ့ပုံရဲကတော့အထီးဆုံးပဲပေါ့လေဆိုပြီးတော့ရေးသားဖော်ပြခဲ့ပါတယ်။ကာစာထနှင့်မှုဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးဟာစစ်သားပိသားသူတူဖြစ်တယ်လို့လူမှုဆက်ဆံရေးကောင်းမှုသူတူဖြစ်တယ်လို့လည်းလူမှုကွန်ရက်မှာချီးကျူးရေးသားတာပဲရှင်းနေခဲ့ပါတယ်။ကာစာထနှင့်မှုဒုတိယဘိုးချုပ်ကြီးနိုင်နိုင်ဦးရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ဖို့သူတူကလည်း ိုဘက်ရက်တုံးကဇရာကဒီပုံလေးပို့လာတယ်။ဒီဇရာရဲ့လက်အောက်မှာအချိန်ကြာသေးတောင်ဝန်ထမ်းမှုတယ်။စစ်သားပီတာတယ်။လင်မှုစစ်ဆန်ရေးကောင်းတယ်။ဆန်အဖြစ်ထားပြီးကျွန်တော်နမူနာယူခဲ့ရတဲ့ဆရာအနေငယ်တဲ့ကတယောက်ပါ။ဒါပေမဲ့ဇရာနဲ့ကျွန်တော်ကတဲ့တာတော့နဲတယ်။ဒီဇရာရဲ့လက်စကိုကျွန်တော်သိတယ်။မကြမီနောင်ချိုကိုပြန်ယူပြလိုက်မယ်။နောင်ချိုပြုတ်ရင်ပလောင်ကိုပြီးဒါကဆေးရဲ့အမြင်ရှိသူတိုင်းသိနိုင်တဲ့ကိစ္စ။ရှမ်းမြောင်းနဲ့ကြရမှာတံပြန်တိုက်ဆက်တချင်တဲ့ရခိုင်မှာဟန်ဆက်ချင်းမှာစစ်ကတက်နေပြီး အဲ့ဒါတွေပြီးရင်တော့မန္တလေးတိုင်းသခိုင်းတိုင်းမကွေးတိုင်းဘက်ကပဒက်တွေအတွက်အိမ်မက်ဆိုးတွေလာလိမ့်မယ်ကျွန်တော်မှာတာဝန်နှစ်ခုရှိရလို့ခန့်ယူထားတယ်ပြည်နယ်စစ်ပွဲတွေပြီးတဲ့အထိရောင်းနယ်ကိုထိန်းရမယ်ကျွန်တော်ကုတ်ကဲရတဲ့စစ်သားတွေကိုအသက်ရှင်အနာမဲနဲ့အိမ်ပြန်ပို့ပေးရမယ်ဖခင်တွေကိုကလေးတွေလက်ထဲပြန်ထည့်ပေးရမယ်သားတွေကိုမိဘတွေလက်ထဲပြန်ထည့်ပေးရမယ်မကြတော့ပါဘူးအချင်းတန်ပါပြီဆိုပြီးတော့ဇွန်လ28ရက်နေ့က၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ် ဓာပြင်လက်ကောင်ကဆရာကငါထဲ့စပို့ပြင်းနေဟတိုက်စစ်စစ်ကြောင်းနဲ့ကတ်လိုက်နေရနောင်ချိုမှာပလာငိုပြီးမို့ကြောင်မဲလဲပြိုတော့မယ်ပင်ပြိုရွံ့နူလက်ဖဲ၆ခက်ကိုအဖိုးကြီးလက်ဖဲသုံးနဲ့နီးလိုက်စမ်းပါဆရာကဒီနေ့ပုံတွေထပ်ပို့လာပြန်တယ်ဒံပေါက်စားပြီးလက်ဖက်ဝါမယ်တဲ့နောင်ချိုမှာပလာငိုရတဲ့အထိတက်ဆွမ်းပြနေရစစ်တွေတွေအတွက်နေ့လယ်စားတဲ့စားတဲ့ post တွေကိုလည်း၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ် ဒါပြင်တမရအနေစားအရာရှိတီတအူးကလည်းနောင်ကျော်ရှည်ရန်စစ်မြေပြင်အထိကိုရိုင်းသွားရောက်ခဲ့တဲ့ကာဆာထနှင်မှုနဲ့ပတ်သက်ပြီးမိုးသားမီဒီယာ channel ရဲ့ဆက်သွယ်မေးမြန်းမှုကိုအခုလိုမျိုးဖြေဆိုခဲ့ပါတယ်ရှင်။နောင်ချိုကိုပြန်လဲပေးယူလို့မျိုးသိန်းတပ်ွဲပေါ့နော်။အဲဒီတပ်ွဲတွေအဲရှည်ရန်စစ်မြေနာကိုရှည်ရန်ကြကြရောက်ရှိလာတဲ့ဒါပြီးခဲ့တဲ့ကာလပေါ့နော်။ကာဆာတာဘုံဒီနဲ့ ရရှိလာတဲ့ဥစ္စာကိုအန်ကဲ့အနေနဲ့ဒါစစ်သားဟောင်းတယောက်အနေနဲ့ကတော့အများကြီးကိုယုံပြီးရကြိုးဆိုတာပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်စစ်တပ်မှာခေါင်းဆောင်ဆိုတာကတော့ရှင်တန်နေရမယ်ရှင်တန်ဖို့အတွက်ကိုခေါင်းဆောင်ကနောက်မှနေမယ်ငါတော့ကြီးခွေရမှနေမယ်နော်ကြီးခွေမျက်ကွန်မှနေမယ်ဆိုတဲ့ဟာမျိုးလည်းမရဘူးအခေါင်းဆောင်ဆိုတာကအာ ကျန်တဲ့လူတွေတဲ့ဝါရက်နဲ့စိတ်တွေ့ကြုံများတယ်အဲ့လိုလူမျိုးပဲဒါအောင်းဆောင်ဆိုတာအအကြီးပိုင်းကိုတက်လှမ်းလာတာဟုတ်နော်ဆိုတော့အအကေရုခေတော်ကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီလို drone တွေပိုင်းမပေါ်သေးဘူးမပေါ်သေးတဲ့အခါကျတော့အပေါ်အရံတော့မကြောက်ဘူးပေါ့နော်ခုခေတ်ကတော့ပေါ်ပြီအပေါ်အရံကိုဒါသတိထားရမယ်နော်အဲကြောက်ရမှာတော့မဟုတ်သတိတော့ထားရမယ်သတိတော့ထားရမယ်ဆိုတော့ကိုသွားမယ်ဆိုလို့ရှိရင်တော့ 哎一样的，跟三洋路了，昨天刚快木路路网的。好像来说，现金买，考场说的现金买都木路网的，现金几转的，送啥？爷转送啥木路网的，他有收路了，啊？考场说的现在还没出来，那么你要么不，几个人问你要么不？还是说你考场不要么不？啊，明明也，那么来地方嘛，明明考场不要么不？那路的，是啊，你, Marco, 你,你我是，是啊？ နေပြီးတင့်တက်ခိုင်းတယ်ကွာသူကဟိုးဝေးကြည့်ပွဲမြက်ကွာမှာနော်ဘာဖြစ်တယ်ညာဖြစ်တယ်လဲစစ်တီရဲ့စိတ်ထဲမှာတော့မပြောရင်တော့မပြောတယ်စစ်တီရဲ့စိတ်ထဲမှာတော့မကောင်းဘူးနော်အဲ့ရစစ်တီရဲ့တိုက်ဆွမ်းရည်ကိုအဲ့စိတ်တက်ကစစ်တီရဲ့တိုက်ဆွမ်းရည်အများကြီးကျဆင်းစေတယ်နော်အဲ့ကြောင့်မလို့ခေါင်းဆောင်တွေကရှေ့ထွက်လာမယ်ရှေ့ထွက်လာပြီးတော့မိမိရဲ့နော်အဲဆယ်လနဲ့ပစ္စည်းတွေကျွမ်းကျင်မှုနော် အဲအုပ်ချုပ်မှုစီမံမှုကိုကောင်းမွန်စီမံဆောင်ရွက်ပေးမှုအဲ့ဒါတွေလုပ်ရမယ်နော်ကဲဆိုလိုတာတော့အဲစကန်ကိုရောက်တယ်ကဲမင်းတို့တွေညာသူကဲရဲဘော်လေးတယောက်တည်းရဲရဲဘော်လေးမင်းညာသူတက်လာလို့ရှင်မင်းဘယ်လိုပြစ်မလဲမင်းရဲ့လက်နဲ့တီးတိုက်ထားရဲ့လားသနတ်ကိုတိုက်ထားရဲ့လားနော်အဲ့လိုမျိုးပေါ့နော်မိမိရဲ့လက်နဲ့ပေါ်မှာကျွမ်းကျင်မှုနော်စိတ်ဝင်စားမှုအဲ့ဒါတွေကိုပြသအောင်နော် အဲအဲ့တခွင်မှုတည်ရင်မှုတွေကိုခေါ်ပြောလာတဲ့အခါမှာကဲမင်းတို့လက်နက်ခရရနေဘယ်လိုရှိသလဲမင်းတို့တပ်ပေါ်တော့ဖြစ်ရင်ဘလောက်လောက်ကုန်မလဲနော်ဘလောက်လောက်ကုန်ဘယ်လိုပြစ်မလဲမင်းတို့လက်အောက်ကိုရောပြစ်ပိုင်နေလေဒေသသတ်မှတ်ပေးရလားကြီးကြပ်ကုတ်ခဲနိုင်ရလားတပ်ပွဲအတွက်မှာကြီးကြပ်ကုတ်ခဲနိုင်ရလားနော်ဟာလားအဲလက်နက်ခရကုန်မှာဆိုလို့အစရရတင်းကျပ်တာမျိုးမလုပ်နဲ့နော်ဟာလားရန်သူကိုနိုင်မို့ရေးကြည့်တယ်ဟာလားဒါပေမဲ့ အဲမိုးဘောထောင်ပြစ်ပြီးတော့နှာခေါင်းနဲ့မြေကြီးထဲထိုးပြီးတော့မိုးဘောထောင်ပြစ်နေရမျိုးလဲမပြစ်စေရဘူးဒါမျိုးလေးရောအသေးစိတ်เนาะတက်ပွဲတွေ့ရုံရှိရလို့ကတက်ပွဲတွေ့မှာဘာဖြစ်မလဲတက်ပွဲတွေ့မှာစစ်တီတွေဘလို့တက်ပိုးဝင်ရမယ်ဆိုတော့သူ့အဆင့်တန်းလိုက်ကိုအသေးစိတ်ပြောသွားနိုင်ရမယ်ဟောเนาะဒါမျိုးတော့ရှိမယ်ဒီမှာဆိုတော့အန်ကယ်လို့ဆိုလို့ရှိရင်ငယ်စင်းနေတာဟိုလောင်းနေရခဏပြစ်လာတဲ့လူတွေတော့တက်ရောက်တာနဲ့ဟလာဒူဘောဘွားတွေက အဲရဲဘော်ရရှိမှာမင်းဥမဟိုနေစုကတက်တက်လိုက်စမ်းပြစ်စုပြစ်ပြလိုက်ဒုက္ခခွားမယ်နော်အဲ့ဒါပါလဲဆိုကြွားတော့မဟုတ်ဘူးအဲ့ဒါကိုယ့်ရဲ့နော်စွမ်းရည်ကိုပြတ်တာပြတ်တဲ့အတွက်ရဲဘော်ရစီတော့ဘာဖြစ်ဟာဒုဘဒုဘဆိုတာနော်တရင်နေမှာအကေရုခေတ္တရာဒုဘဆိုတာဘာမှမသိတဲ့သူလိုသတ်မှတ်ထားကြတာနော်ဟာတကယ်ဒီဒုဘတော့မလို့ဘူးကစမ်းလို့မရအောင်နော်သူတနက်ပြကြွားနေလို့ငါ့ကိုလည်းကြွားကြောင်လို့ထားတယ်သူတနက်ကြောင်ကောင်းကောင်းသိရွာ ုသနာဆိုရင်အများတန်းဟိုကြည်ဖက်အောင်လုပ်ထားတယ်။သနောက်ကိုအများတန်းတိုက်ချို့နာတွေ့တယ်။အများတန်းပြင်ဆင်နာတွေ့တယ်။ဘာလို့လဲအဲ့လိုလုပ်ရမလဲ။အလုံးလုံးလေးသူတို့ကအဲ့ဒီစိတ်ဝင်သွားတယ်။အဲ့ဒီစိတ်ဝင်သွားတဲ့အခါမှာကိုကမပြောရဘူး။ตาလေးကြည့်နေတယ်သူတက်စိတ်ဘူးရဆိုင်ဟေးဘယ်လိုမှတို့တော့ကိုကြီးကသနာပြေစွန့်ကျင်တယ်နော်။မင်းတို့တွေသနာကြီးပဲတိုက်ထားမချာခင်လာလိမ့်မယ်။ဒါမျိုးตาလေးနားထောင်ရတယ်။ဒါမျိုးလေးပြောရစေ။နောက်တလာကြတဲ့အခါမှာကိုကလိုက်စိတ်အဲ့လိုဆိုတော့သနတ်တရားအများတန်း အဲတန်ရှင်းတောက်ပြောင်းနေတယ်နော်တကယ်တကယ်ရေးရဲ့အကြောင်းရဲ့နေလားငါလားတက်ပွဲတွေမှာဆိုရင်ကြည်ရတတ်မှုတွေနော်မိစ္ဆာတွေမဖြစ်တော့နော်အခုတချို့တွေတော်တော်များများလားဂျီ2တို့ဂျီ3တို့နော်ဟလာနော်ဂျီ3တွေကိုဂျီတွေကိုဟလာဂျီ3တွေကိုအပြစ်တင်နေကြတယ်အငယ်တို့ဖြစ်တော့လည်းဂျီ3တွေဖြစ်ခဲ့တာပါပဲအငယ်ဆိုရင်ဂျီ3နဲ့ကိုနော်တရပ်ပြပြောင်းဝဲတွေမှာရွှေပေါင်းများများစွာယူခဲ့ပါလား ဟုတ်လားဆိုလိုတာကတော့ဘယ်ဆက်ပစ္စည်းမျိုးဆိုပြတ်တတ်ပါတယ်နော်ဟောင်းတာအိုတာကြပါကြတယ်အဲ့ဒါတွေတတ်ထားလိုက်နော်အဲ့ဒါတွေစင်ရင်ပြပေးနဲ့နော်ဘယ်ဆက်ဆက်ပစ္စည်းမျိုးဆိုပြတ်တတ်ပါတယ်နော်မိမိကဂယုမဆိုင်မဆိုင်လို့ပြတ်တတ်တယ်ဟုတ်လားဒီနေ့ဟလာဒီတတကိုထုတ်ပြလိုက်တယ်တစ်ဆက်ထုတ်ပြလိုက်တယ်အဲ့စစ်တီကြောက်ကိုပြလိုက်တယ်အဲ့စစ်တီကြောက်ကတဏ္ဍပေါ်မလေးစားဘူးယူမဆိုင်ဘူးဘူးတဲ့လေးတဲ့ပြတ်သားမယ် တလားတော့ကြာအဲ့တဏ္ဍာသုံးစားလို့မရတော့ဘူးအသိစက်စက်တော့သုံးစားလို့မရတော့ဘူးတဏ္ဍဆိုတာကိုယ့်ရဲ့မိမလို့ကိုယ့်ရဲ့ရည်စားလို့အမြဲတမ်းတာပြီးတော့အမြဲတမ်းချက်နေမှာတဏ္ဍကပြန်ချက်တာဓာတ်ပွဲမှာကိုယ့်တက်ကိုခဲတာဟလာတဏ္ဍကိုကောင်းအောင်လုပ်မတိုင်းရှေ့ကပွက်ပြေးနေတဲ့စစ်တီကြောက်ဆိုပါဆိုညာနုနဲ့တဲ့တိုးပြီးရင်ဆိုင်တိုးပြီးနော်အဲ့ချိန်မှာကိုကမောင်းတင်ထားတယ် စိတ်ကိုဖွင့်ထားတယ်ကိုကပိုက်ပြေးမို့ရန်သူတွေအောင်တဲ့ဒိုင်းနဲ့ပဲထွက်သွားတယ်ဒိုင်းနဲ့မထွက်ဘူးကိုတနက်ကအဆုံးကိုကလည်းဘာမှကြိုးမဆိုင်တာဘူးနော်ပြန်ပြန်ပြင်ချက်ကောင်းနေသေးချမတိုက်ထားဘူးမစေးထားဘူးနော်ရင်းနှီးနဲ့မစေးထားဘူးနော်တနက်ကအဆုံးဆိုရင်ရန်သူတွေအောင်နဲ့ရန်သူဘာနဲ့တွေ့တယ်ကိုကပြစ်လိုက်တယ်ခြေစာမထွက်ဘူး၆၆ဆိုတော့ရန်ကုန်ကပြည့်တယ်ကွာတိုင်းအောင်ကိုရင်ဝအောင်မှန်ပြီးတော့တင်ပါပဲတေချန်ခဲ့ပါပဲ အဲ့ဒါပဲအဲ့တော့အဲစစ်တီတွေအရာရှိတွေကိုလုံးဝနော်ခဏကိုစိတ်ဝင်စားမိမိရဲ့ perfect တော့နော်ရှေ့တန်းမှာမိမိနဲ့မိမိအတက်ကိုကယ်မဲ့တဏ္ဍကိုစိတ်စိတ်ကိုဝင်စားရမယ်အများအကျူးဆက်အဲ့ဒါအရာရှိတွေကလည်းအောက်ကိုအဲဟိုဘလော့ကောမလဲကြီးကြပ်နိုင်ရမယ်အောက်ကအစင်းတော့တက်စိတ်မှုတွေ ညာကမှုတွေအကုန်လုံးကလည်းစစ်တီတွေကိုကြည့်ကြတယ်စစ်တီရလည်းအဲ့ကတက်ကိုယူဆိုင်တဲ့ဥစ္စာကိုစကန်နေချာပြင်နေရမယ်နော်ပြောမှလောက်တာမျိုးမဟုတ်စကန်နေချာသူတို့ရဲ့အသိစိတ်တန်းတွေးတဲ့သားတရားကိုသိနေရမယ်ငါတို့တနက်ယူဆိုင်မှာငါတို့တနက်ကငါတို့ပြန်ခဲ့မှာဆိုဖြစ်နေရအကယ်လို့ခဲ့တော့ဆိုညာအင်းတော်မှာတနက်ကိုမောင်းတင်ပြီးတော့ဒီတဲလေးတွေရဲ့ထိတ်မှာဘွားနဲ့ပေါ်လိုက်ပြစ်လို့ရအောင်မောင်းတင်ထားတယ်စိတ်ကိုပိတ်ထားတယ် နော်အိတ်တဲ့အခါမှာပက်လက်လာပြည့်တယ်ဟဲ့လားအခုဆိုရာရှိဆိုရင်ဒါပြစ်ဆိုရတဲ့ကပိုင်ရတယ်နော်ကပိုင်တတကိုဒီလိုကွာလေးတွေလှုပ်လိုက်တယ်တတကွာလေးတွေတော့လည်းမှလှုပ်လိုက်တယ်ပြီးတော့ကွာပေါ်မှာတင်ထားလိုက်တယ်ညာဘက်လက်ကွာညာသားဆိုညာဘက်လက်ကအဲ့တနတ်ပြောင်းရဲ့ကျင်းသာစိတ်သားမှာထားပြီးတော့အိတ်တယ်ပက်လက်အိတ်တယ်ချွတ်ချွတ်ဆိုတာနဲ့စိတ်ဖို့ တကယ်ဆိုဖြုတ်ပြီးဆောလိုက်ရမယ်အဲတဲဝမှာပေါ်လာတဲ့ညံသူကတော့ကားနဲ့ပြေးဥသာပြီအဲ့တော့ဒီ user ရပြစ်ဆိုဆိုလို့ရှင်ခေါင်းအောက်မှာထားထားပြောအဲ့တဲ့အဲ့လိုဒီ user နော်အဲ့တော့စစ်တီကြရာရှိကြလဲ user ကိုလုံးမယ်အတ္တိလိုပဲနော်အရာရှိကြီးတွေနော်ဟာလာရှေ့တန်းဆင်းမျိုးစစ်တဲ့ခါကြရင်လဲအဲ့ဒါကိုအဓိကထားပြီးစစ်ဖို့လုံးမယ်နောက်ပြီးတော့သူတို့ရဲ့စာဝင့်တွေရေးနော် ဖတ်တာချောင်းကြီးတွေယူဆိုင်ပေးဖို့လိုမယ်နော်စစ်တီတယောက်ကနော်ဟာလာသူ့ရဲ့အစားတောက်နော်နေထိုင်ကိုယူဆိုင်ပေးရဆိုရင်နော်တယောက်တိုက်မှာအဲ့စစ်တီရနော်ဟာလာသူ့ရဲ့အစားတောက်နေထိုင်ကိုယူမဆိုင်ကိုပြစ်ထားရလို့သူတို့ခန့်စားလို့ရှိရင်တော့သူတို့စိတ်ကပဲကောင်းမလဲနော်အတေခတ်တိုက်ကျင်တဲ့စိတ်တွေယော့သွားတော့နော်အဲ့ဒီလိုပဲအဲကိုယ့်ရဲ့ဟာလာအခြေဆုံးပုံကွာနေပေါ်လာပြီးတော့ စိမီပင်ကြီးလာပြီးအားပေးတယ်ဆိုရင်အယမ်းပျော်တာအယမ်းခွင်ယူတာเนาะအဲ့ဒါအကောင်းဆုံးပဲเนาะအဲ့တော့ရှေ့ရှောင်းဒီလိုပဲเนาะ risk ယူပြီးတော့เนาะစိတ်ကောင်းဆောင်ဆိုတော့ risk ယူရမယ်เนาะအဲ့လိုရှင်းတန်နေဖို့နောက်မှအငြင်းရနေရမလားမဟုတ်တော့မဟုတ်ဘူးเนาะဒါပေမဲ့စိတ်ဖြစ်အောင်ရင်သွစီမံရမယ်ရောင်းတော့သွားရှေ့ရှောင်းမရောက်ပဲနဲ့တော့ကုကဲနေတော့မရဘူးဒါစစ်တီးရနော် အဲ့လိုရအောင်သွားပြီးတော့တကယ်လို့ဖြစ်သွားတယ်လည်းမတတ်နိုင်ဘူးလေစစ်သားပဲသူ့အတိုင်းပဲနော်အဲအဲ့လိုစိတ်ဓာတ်မျိုးရှိရမယ်နော်အဲ့တော့အငယ်တို့ဒါအငယ်တို့စိတ်သက်သူတို့ကကြုံခဲ့တဲ့ဒါဆရာဆက်မအောင်လို့ဘုရုပ်သူရတရားသူရဆက်မအောင်လို့နော်ဒါဘုရုပ်အဲသူရမောင်နီတို့နော်အဲကျန်တဲ့ဆရာဟို အငယ်တို့ရဲ့ဆရာတွေအကုန်လုံးကအဲ့စိတ်ဓာတ်ရှိကြတယ်နော်စိတ်သားပိတာရဲ့စိတ်ရှိကြတယ်နော်အဲမယူရတော့မဟုတ်ဘူးဒါပေမဲ့စိတ်သားစိတ်ရှိကြအောင်ပြသကြတယ်နော်အဲမယူရဲ့အရာရာမှာမယူရဲ့လုံနေရင်တော့နော်မယူရဲ့လုံနေရင်တော့ဒါတရှင်ကြီးတနေရာမှာတော့သွားမှာပဲဆိုတော့တုံးတိုက်တိုက် ကြားကိုက်ကိုက်စိတ်ဓာတ်မျိုးရှိရမယ်။ဒါပေမဲ့ဆင်ခြင်ရမယ်။ဥပမာဆိုတော့ဟလာကိုနားမှာကြည်စံထောင်းနေတယ်။အဲ့ဒါဆိုကောက်ွယ်ယူရမှာပဲ။အဲ့ဒါကိုကိုနားမှာကြည်စံထောင်းနေတဲ့ဥစ္စာကိုနော်မယူရဆံသွားတဲ့မတ်တရပြင်းနေတော့တစ်ချက်ပေါ်တစ်ချက်တော့ထိမှာပဲလေ။ထိပြီးတော့ကိုကကြဆုံးရင်နော်ခေါင်းဆောင်လို့တဲ့သူကကြဆုံးရင်လက်အောင်ငယ်သားတွေကစိတ်ဓာတ်ပြပြတာပဲ။နော်အဲ့တော့ အဲခုတော့ကជីထောက်နေဆိုရင်ကောက်ွယ်ယူရမယ်ကောက်ွယ်ယူပြီးတော့ဟလာជីစားနေအပေါ်အပေါ်ဖြတ်သွားတယ်ပါကြတော့အကြရယ်ဟိုမတ်တက်ရပါအငဲရုလဲစစ်မြေပေါ်မှာဒီလိုပဲအငဲကတထားပြစ်ဖြစ်ခဲ့တယ်ဆိုတော့ជីစားသွားလာတယ်ကိုသိတယ်နော်အပေါ်နေပေါ်ခေါင်းခေါင်းပေါ်နေပေါ်ဖြတ်နေတယ်ဆိုရင်ဝတ်တဲ့လောက်ကဖြတ်နေဆို easy မတ်တက်ရပြီးတော့လမ်းလျှောက်ပြီးတော့လျှောက်ပြောနေလို့ရအေးဟိုနာဟိုနာတော့ ဟိုဟိုလူကဟိုဘက်သွားဟိုလူကဟိုဘက်နဲ့တို့ဟိုလူကဟိုဘက်ပြည့်အဲ့ဒါဆိုရင်ရဲဘော်လုတ်တယ်လို့ဟာဘူးကြီးကရဲရဲလိုက်တာမဟုတ်ဘူးဒါဒါအမှန်တိုင်းပြောလို့ရှိရင်ဒါကအန်ကယ်ကစဉ်းစားဆင်ခြင်ပြီးတော့ရဲရဲစွာစွန့်စားတာမစဉ်းစားမဆင်ခြင်ပဲနဲ့စွန့်စားတာမဟုတ်ဘူးအကောင်းဆုံးလုတ်တဲ့သူကအိုက်တိုက်ဖြစ်ရအဲ့လိုဖြစ်ဖို့အတွက်လေဒါစစ်တဲ့ အစစ်စစ်တပ်မှာကျွမ်းကျင်ရမှာပေါ့နော်စစ်တပ်ဖူးရမယ်ကျွမ်းကျင်ရမယ်အဲလက်နက်အနေထားကိုတည်ရမယ်လက်နက်ပေါင်းမျိုးစုံလည်းကျွမ်းကျင်ရမယ်ကြီးပြန်သမ်းမှုတွေအဲလက်နက်အဲကြာရောက်ပောက်ခွဲတာတွေကြီးပြန်သမ်းတာတွေနော်ဘလိုနေတာရှိတယ်အဲ့ဒါတွေလည်းတည်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့အဲ့လိုကိုယ်ကဲနိုင်တော့အကောင်းဆုံးပေါ့နော်အဲအကြီးဆုံးမိတ်ဆွေအကြီးဆုံးကောင်းဆောင်နေနေရတော့အဲ့လောက်ထိ အလားရှေ့တန်းမှာတိုက်ခိုက်နေတဲ့အထိကိုယ်ခဲ့ရမလို့ပါဘူး။နော်ရှေ့တန်းရဲ့နောက်နောက်လေးမှာကြာကြာကိုယ်ခဲ့နိုင်ရင်နော်တစ်ချက်ချက်အေးသွားတဲ့အချိန်မှာရှေ့တန်းစစ်တီတွေကိုလိုက်ပြီးအားပေးနိုင်ရင်ဒါဆိုရင်လုံလောက်ပါဘူး။နော်အဲ့တော့အခုဒါနောင်ချိုမျိုးတင်းတပ်ပွဲအတွဲဒါကစားတော်မူတဲ့လာတော့ဟဲ့နေတဲ့ကျိုးစိုးတယ်အများကြီးကောင်းတယ်ဒီလိုပဲခြံတဲ့သူတွေလည်းခြံတဲ့ကောင်းဆောင်တွေလည်းခြံတဲ့စစ်မြေနာတွေမှာ ဒီလိုပဲကုကဲနိုင်ပါစေလို့အားကဲ့နေတဲ့ဆူတောင်းမြတ်တာပို့သလိုက်ပါတယ်။ဒါပြင်တောင်တာမြို့သားတအုပ်ဖြစ်သူကလည်းရှေ့တန်းစင်းမျက်နှာပြင်ထိလာရောက်ခဲ့တဲ့ကာဆာတနေမှုနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးမှတ်ချက်ပြုခြေကျိုးရှင်းတာထားပါတယ်။ဥပိ့အမည်ရှိ Facebook account တခုကကျောက်တို့တောင်တာစာတိတ်တာကြီးပေါ့။ဇာဘလောက်ပြန်လဲဆိုတော့တိုက်စစ်စစ်ကြောင်းနဲ့ကတ်လိုက်နေရ ကားစားထမှုတယောက်ကတိုက်ဆက်စစ်ကြောင်းနဲ့ကတ်လိုက်ပြီးတော့ကုတ်ကဲမှုယူတယ်။မင်းတို့နောက်မှာငါမရှိဘူး။မင်းတို့နဲ့ရင်ပေါင်တန်းလိုက်မယ်ဆိုတဲ့ခေါင်းဆောင်ကောင်းလက်ထဲမှာအမ်မီတူနဲ့ကားစားထမှုတယောက်ဆိုတာထက်စစ်သားကောင်းတယောက်ရဲ့ဟန်ပန်အပြည့်အဲ့ခွင်ကတမတော်သားတွေဘလောက်တောင်အောင်စိတ်အပြည့်နဲ့တိုက်နေကြမလဲ။ဒီလိုသားမျိုးကိုမွေးထားတဲ့မိဘတွေကဘလောက်ကောင်းယူရမလဲ။နောက်တယောက်ကတစ်တုံညာနှစ်ကွန်စစ်စင်ရေးကိုအပြောင်းလဲတစ်ခုလုံးနိုင်အောင်အုတ်တချက်တဲ့တဲ့ဝင်ပြေပါဝင်ခဲ့သူ တို့မူသည်သူရမျိုးကုတ်ကိုထွန်တောင်သားသားတွေအညာသားတွေတောင်ကမ်းမြေမှာသည်ရှမ်းမြောက်ကိုထိုးပေါင်းနေကြပြီ။နောင်ကျိုးမှာပလောင်ကိုပြီမှုကြောင်မဲလဲပြိုတော့မယ်။လေးစားကုံယုံတရက်ပါဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်ရှင်။